ထိုင်းလာအိုနေဇန်နာကလာအိုလုံချုံရဲတပ်ဖွဲ့ဝင်တွေကိုလက်နက်ကိုင်ဖွဲ့စည်းတစ်ခုကတိုက်ခိုက်ခဲ့ပြီးကြည်စံတရောက်ကထိုင်းပိုင်နယ်ဒေသကြောက်လာခဲ့လို့သိရပါတယ်။ဒီဖြစ်ရပ်ကြောင့်တွေ့ပြီးရနောက်မေလ9ရက်နေ့မှာ ထိုင်းနယ်ခြားစောက်တပ်ဟာလာအိုနဲ့ထိုင်းနယ်ခြားတခြားကခြေနေတွေကိုနနိုးကြကြစောက်ကြည့်ဖို့တက်လှမ်းထားပါတယ်။ထိုင်းပိုင်နယ်ဖြစ်တဲ့ဝီယန်ခန်းခရိုင်ရဲ့တပ်ဖွဲ့ကလာအိုဘက်မှာတိုက်ခတ်မှုတွေဖြစ်ပွားပြီးရနောက်ထိုင်းကအခုလိုဒံပြလုံချုံရဲစီစဉ်တွေကိုအကောင့်တွေပေါ်ဆောင်လာခဲ့တာပါ။ နှစ်နိုင်ငံကြားနယ်စပ်ဖြည့်ရှိနေတဲ့မဲခေါမြေရဲ့တစ်ဖက်ကနေရာတချို့မှာတော့မေလ9ရက်နေ့ကတနတ်တန်တွေစတိုက်ကြားနေကြရတယ်လို့ဆိုပါတယ်။အဲ့ဒီနောက်လာအိုဘက်ကပြစ်ခတ်လိုက်တဲ့ကြည်တန်တရောက်ဟာထိုင်းဘက်ကိုကြောက်ခဲ့ပြီးပေါ်ခရိုင်ခွဲကရန်ဖာပေါမွန်ကျေးရွာတွေကိုကြောက်ခဲ့ပါတယ်။အဲ့ဒီကြည်စံဟာအိန္ဒိအိမ်ရဲ့အမိုးကိုဖောက်ပြီးအိမ်ထဲအထိဝင်လာခဲ့ပေမဲ့ထိခိုက်ဒဏ်ရာရရှိသူတော့မရှိဘူးလို့သိရပါဗျ။ အမည်မသိတဲ့နောက်ကိုင်းဖွဲတို့ကလာအိုဆက်စကန်တို့နဲ့အခြားလုံခြုံရေးတပ်ဖွဲ့နေရာတချို့ကိုတိုက်ခိုက်ရာကနေထိုင်းဘက်ကိုပါကြည်စံကလမ်းချော်ပြီးရောက်ရှိလာကြတာဖြစ်ပါတယ်။အဲ့ဒီတိုက်ခတ်မှုဟာဧပြီလ20ရက်နေ့ကလာအိုမှာမက်တာဖက်တမင်းဆေးပြားတန်း20ကိုတင်းဆက်ရမိခဲ့တဲ့ဖြစ်စဉ်အတွက်လက်တော့ပြန်လာဖြစ်တယ်လို့လည်းယူဆနေကြပါတယ်။ဒါပေမဲ့လာအိုအာနာပိုင်တွေကတော့တိုက်ခတ်မှုကြုံတွေ့ခဲ့ရတဲ့အကြောင်းရင်းကိုအတိအကျမှတ်ချက်မပေးသေးပါဘူး။ဒီတိုက်ခတ်မှုမှာလာအိုလုံခြုံရေးတပ်ဖွဲ့ဝင်အနည်းဆုံး2ဦးသေဆုံးခဲ့ရလို့ဆိုတာပါ။ ဒါအပြင်မူရက်မောင်ကိုသမားတွေဟာမူရက်ဈေးတွေတည်ယူလာတဲ့အချိန်မှာလာဟိုကင်းတဲ့စစ်တပ်နဲ့တိုက်တွေ့တိုက်ခတ်မှုဖြစ်ပွားရတာကနေပြင်းထန်တဲ့တိုက်ခတ်မှုတွေစတင်ခဲ့ရလို့လည်းသတင်းတွေထွက်ပေါ်နေပါတယ်။နေဆက်ခြေဆိုင်လို့ရှားနေတဲ့လက်နက်ကင်အဖွဲ့စီတခုခုကအစိုးရတပ်တွေကိုတိုက်ရိုက်ပစ်မှတ်ထားတိုက်ခတ်ခဲ့တဲ့ဆိုတာမျိုးဟာမျောလင့်ထားတဲ့အခြေအနေတခုမဟုတ်ခဲ့ဘူးလို့ထိုင်းနဲ့လာဟိုနေကြားဆောက်လုံခြုံရေးတာဝန်ရှိသူတွေကဆိုကြပါရဲ့ရှင်။